အင်ဒိုနီးရှားနိုင်ငံက Airbus ကုမ္ပဏီကနေ A400 စစ်ဘက်သံယူပို့ဆောင်ရေးလေယာဉ်လေးစင်းထပ်မံဝယ်ယူနိုင်တယ်လို့သမရပရာဘိုဝဆူဘီယန်တိုက တနင်္လာနေ့မှာပြောပါရယ်။အင်ဒိုနီးရှားကာကွယ်ဝင်ကြီးဌာနကဝယ်ယူထားတဲ့ပထမအုပ် A400 လေယာဉ်၂၀ရောင်းရှိလာခဲ့ပြီးဂျာကာတာမြို့တော်ရှိစစ်ဘက်လေဒါစကန်တစ်ခုမှ၎င်းကသတင်းနောက်တွေကိုပြောကြားခဲ့တာပါ။ A400 သံယူပို့ဆောင်ရေးလေယာဉ်လေးစင်းထပ်မံဝယ်ယူမဲ့သဘောတူညီချက်တည်းရဲ့ လက်မှတ်ထိုးဖို့ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်လို့သူကဆိုပါတယ်2021ခုနှစ်သဘောတူညီချက်အရအင်ဒိုနီးရှားနိုင်ငံဟာလာမယ့်နှစ်မှာဒုတိယသုံး A400 ဗက်ဆုံသုံးတယ်ယူပို့ဆောင်ရေးလေယာဉ်တွေရရှိမယ်လို့သိရပါတယ် A400 တယ်ယူပို့ဆောင်ရေးလေယာဉ်ကိုအဓိကအဖြစ်တဘောင်ဝဘေးကြောင့်ဒဏ်ရာရရှိသူတွေဘေးလွတ်ရာရွှေ့ပြောင်းဖို့အသုံးပြုပေမဲ့နိုင်ငံရချားလူသားချင်းစာနာမှုမရှင်တွေမှာအသုံးပြုနိုင်တယ်လို့ပရာဘိုဝိုကဆက်ပြောပါတယ် ။အင်ဒိုနီးရှားနိုင်ငံကိုပေးအပ်ခဲ့တဲ့ A400 တဲယူပို့ဆောင်ရေးလေယာဉ်ဟာရဟတ်ယာဉ်တွေ၊မော်တော်ကားတွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေပါဝင်တန်ကျိန်38တန်အများဆုံးသဲဆောင်နိုင်ပါတယ်။ A400 တဲယူပို့ဆောင်ရေးလေယာဉ်ဟာတန်ကျိန်30တင်ဆောင်ပြီးဂျာကာတာမြို့တော်ကနေရေမိုင်း2400ထိအင်ဒိုနီးရှားကျွန်းစုတစ်ခုလုံးကိုပြန်သန်းနိုင်ပါတယ်။ A400 ကိုရေပုံးကျဲလင်ရင်ဖြစ်ပြောင်းလဲနိုင်ပြီးတစ်ကြိမ်ကို ရေလီတာ2000အထိပတ်ဖြန်းနိုင်တာကြောင့် တော်မီတွေမကြာခဏလောင်ကျွမ်းရာအင်ဒိုနီးရှားနိုင်ငံမှာအသုံးဝင်လာနိုင်ပါတယ်။ပြီးကြတဲ့နှစ်သမရရွေးကောက်ပွဲမှာအနိုင်မရမီကာကွယ်ဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပရာဘိုဝိုကစစ်တပ်ရဲ့အိုမင်းနေပြီဖြစ်တဲ့ဆီလက်နက်တွေကိုအစားထုတ်ဖို့ခရီးပြုခဲ့ပါတယ်။ပြီးကြတဲ့နှစ်သမရရွေးကောက်ပွဲမှာအနိုင်မရမီကာကွယ်ဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပရာဘိုဝိုကစစ်တပ်ရဲ့အိုမင်းနေပြီဖြစ်တဲ့ဆီလက်နက်တွေကိုအစားထုတ်ဖို့ခရီးပြုခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာဇူလိုင်လအတွင်းခန်းချက်တိုက်လေရင်48စင်ဝယ်ယူဖို့ တူရကီနိုင်ငံနဲ့စာချုပ်တရက်လက်မှတ်ရေးထိုးခဲ့ပါတယ်။တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့ရန်လိုမှုတွေကိုတံပြန်ရမှာ drone နည်းပညာတွေအသုံးပြုတာအပါအဝင်ပင်လယ်ရေကြောင်းကင်းလည်မှုမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ပင်တကွန်အကြီးအကဲ PT Hansage ကအာဆီယံနိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်။ စူးစီးထားတဲ့ရေချောင်းဆိုင်ရာကွင်းရက်တစ်ခုနဲ့ချင်းချောက်မှုတွေကိုတံပြန်မဲ့ပူရဲစွမ်းရည်တွေဖော်ဆောင်ကြဖို့နိုဝင်ဘာတရက်ကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အစည်းအဝေးမှာ၎င်းကတိုက်တွန်းခဲ့တာပါကျွန်တော်တို့ရေပိုင်နက်တွေနဲ့တောင်တရုတ်ပင်လယ်မှာချင်းချောက်မှုနှောက်ယှက်ပေးမှုနဲ့တရားမဝင်လှုပ်ရှားမှုတွေဖြစ်ပွားနေပါတယ်ကျွန်တော်တို့တရုတ်နဲ့ပြည်ပခမဖြစ်လို့ပေမဲ့တရုတ်ကကျွန်တော်တို့ကိုမလွှမ်းမိုးအောင်လှုံ့ဆော်ရပါမယ်လို့သူကဆိုပါတယ် ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့သဘောတူညီချက်တရရရှိပြီးနောက်သူကခုလိုမှတ်ချက်ပြုတာပါအောက်တိုဘာလ31ရက်ကတရုတ်ကောင်ဝိုင်းဝင်ကြီးဒေါင်ချန်နဲ့တွေ့ဆုံစဉ်ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်ဝန်းကျင်မှာတရုတ်ရဲ့ရေတပ်ဆိုင်ရာလှုပ်ရှားမှုကိုအလွန်အမင်းစိုးရိမ်တယ်လို့ PT Hashtag ကထုတ်ဖော်ပြောခဲ့ပါတယ်တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ပိုင်းတင်မော်တွေကရေအမြောက်နဲ့ဖလပိုင်းတင်မော်တွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်တွေကိုကိုးကားပြီး၎င်းကပြောကြားခဲ့တာပါ အမေရိကန်နဲ့တရုတ်ကြားတွဲဆုံဆွေးနွေးမှုကို၎င်းကကြိုဆိုခဲ့ပေမဲ့အငင်းပွန်းစကားဘရော့တောင်ဆွဲကိုတရုတ်ပိုင်နက်ဖြစ်တမန်မှုကိုမမျှတဘူးလို့ပြောပါရယ်။ကုန်ကြမ်းစိမ်းနဲ့အနေနဲ့ပါစွာကင်းလက်ဆောင်ကြည့်မှုတိုးမြင့်ဖို့ဝေဟင်ရေအောက်ဒရုန်းတွေပါဝင် မောင်းသူမဲ့ဒရုန်းစနစ်တွေပူရဲဖော်ဆောင်မှုလည်းသူကတိုက်တွန်းခဲ့ပါရယ်။ကျွန်တော်တို့ဒီကြီးပညာတွေကိုမဟာမိတ်တွေမိဖက်တွေကို မျှဝေလိုတဲ့ဆန္ဒရှိပါတယ်လို့ PT Hasash ကပြောပါရယ်။